အလုံးမဲမင်္ဂလာပါရှင်ဒီနေ့ဒီဗီဒီယိုထဲမှာဗိုက်တာမင် D အကြောင်းကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဗိုက်တာမင် D ကျွေးဝါးတဲ့အစာအသောက်တွေက အားရလေပေါ့နော်ဗီတာမင် D ကိုလုံလောက်စွာစားတောက်ခြင်းအပြင်ဘလို့အကျိုးအာနိသင်တွေရရှိစေတာလဲဗီတာမင် D ချို့တဲ့တယ်ဆိုလို့ရှိရင်ဘာတွေဖြစ်တတ်ကလေးပေါ့နော်ဒီအချက်၃ချက်နဲ့ပြပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ဗီတာမင် D ကျွဲဝတဲ့အစာတောက်တွေကဘာကြီးလဲဆိုရင်ငါးကြီးစီပေါ့နော်နိုးနဲ့နိုးမရတဲ့အစာတောက်တွေပြီးရင်နေအောင်ကြီးပေါ့နော်အဲ့ရနေပြီးတော့ဗီတာမင် D ကိုအပြည့်အစုံလုံလောက်ရရှိနိုင်တယ်ပေါ့နော်အဲ့တော့နေအောင်ကြီးကနေပြီးတော့ဒီလူရဲ့အရေပြားနေတဲ့စင်ပေါ့နော်စီရောလို့ခေါ်တယ် ဓာတ်ကနေပြီးတော့ဗိုက်တာမင် D အဖြစ်ကိုပြောင်းပေးတယ်ပေါ့နော်အဲ့တော့ကြတော့ဒီနေရောင်ခြည်အနေပြီးတော့ဗိုက်တာမင် D ကိုအလုံးလောက်ရရှိနိုင်တယ်ပေါ့နော်ဟိတိရွဲမှာကြတော့ဗိုက်တာမင် D အလုံးနေပါတာကိုတွေ့ရတယ်ပေါ့ เนาะအဲ့တော့ယောက်ျားမိန်းမနေ့စဉ်တစ်နေ့တာ လိုအပ်တဲ့ဗိုက်တာမင်ဒီပမာဏကြတော့250ယူနစ်ဖြစ်ပြီးတော့ကိုယ်ဝန်ဆောင်မိခင်နဲ့လူတိုင်းမိခင်တွေမှာကြတော့350ယူနစ်လိုအပ်တာကိုတွေ့ရတယ်ပေါ့เนาะအဲ့ဗိုက်တာမင်ဒီကိုဒီတစ်နေ့တာလိုအပ်တဲ့ပမာဏကိုပြည့်စုံလို့လားစားတော့ပေးခြင်းအပြင်ရရှိတဲ့အကျိုးကျေးဇူးတွေအားဘာကြီးလဲဆိုရင်အယိုးတွေတမာတောင်တင်ဖွံ့ဖြိုးစီတယ်ပေါ့เนาะအဲ့တော့စားလိုက်တဲ့အစားအသောက်တွေကနေတစ်စင်းထုံးတက်နေ force rate ကနေပြီးတော့အယိုးဖြစ် ်ကိုပြောင်းပေးတယ်ပေါ့နော်ဒါကြောင့်မလို့ဒီကိုဝင်ဆောင်မိခင်လောင်းနေတယ်လိုတိုင်းမိခင်နေရအဲ့ဒါနှစ်မျိုးကိုပို့ပြီးတော့လိုအပ်တယ်ပေါ့နော်အော်ဟင်းသီးဟင်းရွက်ထဲမှာကြတော့ပါဝင်မှုနည်းပါးပြီးတော့နေအောင်ခြေကနေပြီးတော့ခန္ဓာကိုယ်အရေပြားနေတဆင့်ပေါ့နော်ဗိုက်တာမင် D ကိုအပြည့်အဝလုံလောက်ရရှိနိုင်တယ်ပေါ့နော်အော်ဗိုက်တာမင် D အဲလုံလောက်တယ်ဆိုရင်ဘလို့အကျိုးကျေးဇူးတွေရမလဲဆိုရင်အယိုးနဲ့သွားတွေပေါ့နော် ကောင်းမွန်တောင်တင်ခိုင်မာစေတယ်ဒီအယိုးလေးကိုခနာကိုအညီအမျှပေါ့နော်ကြီးထွားဖွင့်ပြိုးစေတယ်ပေါ့နော်အယိုးစစ်တွေကိုပြည့်ပြည့်ချုံမိုးစေတယ်ဆိုရယ်အကျိုးအာနိသင်တွေကိုရရှိစေမှာပဲဖြစ်ပါတယ် နော်အဲ့တော့ဗိုက်တာမင် D ချို့တဲ့တယ်ဆိုလို့ရှိရင်ကြတော့ဒီအယိုးတွေဟာတောင်တဲခိုင်မှမှုမရှိဘဲနဲ့ဒီကလေးတွေမှာဆိုလို့ရှိရင် rickets လို့ခေါ်တဲ့အယိုးပြော့ယောဂါဖြစ်တတ်တာကိုတွေ့ရတယ်ပေါ့နော်ဒီအယိုးတွေကြီးချွားမှုနှေးပြီးတော့ပျော့တဲ့အတွက်ကြောင့်မလို့အယိုးတွေဟာကောက်ကွေးပြီးတော့မွမ်းမံဖြစ်မယ်ဒူးဝင်ပေါင်ခွင်းကလေးလေးတွေဖြစ်တတ်တယ်ပေါ့နော်သွားပေါင်နှေးတာတွေသွားပေါက်တာမညီညာတာတွေပေါ့နော်အဲ့ဒါမျိုးတွေဖြစ်တတ်တယ်လူကြီးတွေမှာဆိုလို့ရှိရင်လည်းအဲဒီအယိုးပြော့ယောဂါဖြစ်တတ်တဲ့အပြင်ခြေလက်တွေကောက်ကွေးပြီး ီးတော့တက်တဲ့ယောဂါတွေကဖြစ်နိုင်တယ်ပေါ့เนาะဒါကတော့ဗိုက်တာမင် D ချို့တက်ရရင်တွေ့ရမယ့်လက္ခဏာတွေလည်းဖြစ်ပါတယ်ဒါကတော့ဒီနေ့မှာဝင်ရသွားတယ်ဗိုက်တာမင် D အကြောင်းပဲဖြစ်ပါတယ်ကျွန်မကတော့ဒေါ်မမူမောင်မှာတိုင်းရင်းစေးစရာတူဖြစ်ပါတယ်အဲ့တော့အောင်ရည်ကြီးအကျော်လေးစီအဲထုတ်ထားပါတယ်အားပေးခြင်းလည်းဆိုရင်ဖုန်းနံပါတ်39962589112ကိုဆက်သွယ်ပြီးတော့မှိုင်းနိုင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်